ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါတယ်ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဗမော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ဖို့အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KNA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီနေ့မေလ29ရက်မှာထိုးစစ်အရှိန်မြင့်တင်တိုက်ခိုက်နေတယ်လို့ကချင်စစ်ရဲတရဲရဲမြို့အချို့ကပြောပြပါဗျာ မမော်မြို့ကိုတင်ပိုက်ဖို့အတွက် KNA နဲ့ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ၄ရက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲကာလဟာ6လခန့်ကြာမြင့်လာပါပြီ။တိုက်ပွဲကာလ6လပြည့်ဖို့တပတ်ခန့်လို့ဒီနေ့မနက်ပိုင်းမှာတော့မမော်မြို့မှာကြံနေတဲ့အမှတ်27စစ်စင်ရေးကွက်ဘူးဌာနချုပ်စကခ27အပါအဝင်လက်ကျန်တက်စကန်တွေကိုတင်ပိုက်နိုင်ရတဲ့အတွက်ထိုးစစ်ဆင်နေတာလို့သိရပါတယ်။မမော်မှာဒီနေ့မနက်ပိုင်းတိုက်ပွဲပြန်ဆနေပြီး KNA ကပြန်လည်ထိုးစစ်ဆင်နေတာကိုကချင်စစ်ရဲတရင်ရမျက်သုံးကအတည်ပြုပါရယ်6လခန့်တိုက်ပွဲကာလအတွင်းမှာဗမော်မျိုးကတိုက်ရင်ဌာနချုပ်တွေတက်စကန်တွေကို KNA ကသိမ်းယူခဲ့သလိုတန်ချက်ကာကားတွေရဟယင်တွေကိုလည်းဖျက်ဆီးနိုင်ခဲ့ပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းမေလ20ရက်ကဆိုရင်ဗမော်မျိုးစီတက်ကူခဲရန်ဖြည့်တင်းလာတဲ့စကောင်စီရဲ့ရဟယင်နှစည်းကို KNA ကပြစ်ချဖျက်ဆီးနိုင်ခဲ့ပါရယ်ဗမော်မျိုးရဲ့လက်ရှိစစ်ရေးအခြေအနေအရတော့ စာကာခ27ဌာနချုပ်ရဲ့ကာကင်းစကန်တွင်ဖြစ်တဲ့အမြောက်တပ်အမှတ်236ချေလင်တရင်တင့်ကားတရင်တို့အပြင်ဗမော်လေစိတ်ကိုပါ KIA ကအသိယူထားပြီးဖြစ်ပါတယ်။ ARD မြက်ချောင်းရေချောင်းသွားလာရင်မှအရေးပါတဲ့ဗမော်မျိုးမကြစေဖို့အတွက်စစ်ကောင်စီကလေတပ်ကိုအားပြုပြီးခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒီနေ့မနက်ပိုင်းဗမော်မျိုးထိုးစစ်ပြန်လည်စတင်နေရတဲ့ပတ်သက်လို့ KIA ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်ထားစေပါ။ မမောမြတဲ့တိုက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီဝါရဖြန် Telegram Channel တွေမှာတော့ KNA နဲ့ပူးပေါင်းတပ်တွေအထိနာနေပြီးမြို့ကိုပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့យေတာဖြန့်ဝေထားကြပါတယ်ရှင်။ငလင်ဘေးတဲ့ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတပ်ကိုပဲတောက်သုံးပါ။ဘုံပန်းရေတွင်းရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်။